ယခုအခါရောသမမွေ channel လေးကနေတင်ဆက်ပေးသွားမှာကတော့စာရေးသူ အလင်းရောင်ရေးသားထားတဲ့ပြမမိလေတော်ကံလို့အမည်ရတဲ့ပရလောကဝိထုတို့လေးပဲဖြစ်ပါတယ်ရှင်။ညတကောင်ရဲ့အချိန်သာဖြစ်သည်။တိတ်ဆိတ်ငင်းတက်နေတဲ့လာပြညမှာအဆက်မပြတ်ခွေးဟောင်တန်တွေကကြောင်းဝင်းကျင်ကြီးတခွင်လုံးကိုစူညံစွာနှမ်းချုံသွားပါတော့တယ်။ကြောင်းဝင်းတွေကအဆက်မပြတ်ခွေးဟောင်တန်တွေကြောင့် ကပိယကြီးဥဖိုးထောင်တယောက်အိပ်ပျော်နေရကနေလမ်းရွေနူလာလေသည်ကျောင်းဝင်းနယ်သခိုးများကပ်နေတဲ့ထင်ဖြင့်ဥဖိုးထောင်တယောက်အိပ်နေရင်ကနေထထိုင်လိုက်ပြီးရေနံစီမင်းရင်လေးနဲ့အတူကျောင်းဝင်းနယ်သို့တယောက်ထဲဆင်းရွေလာခဲ့သည်လာပြေးနေညမို့လာမင်းကြီးကတော့ဝင်း၍တာနေစေပင်ပဝင်းကျင်တခွင်လုံးကိုလိုက်လံကြည့်လိုက်တော့လေကျောင်းကဘူကြကလွယ်ပြီးဘာအေးရောက်မှမတွေ့ရဥဖိုးထောင်လဲဘူကြနာကြီးကလာခဲ့သည်ဟဲ့ဘူကြ ပူကြဥဖိုးထောင်ခေါ်တံကိုဘိုကြားကအေးမလုပ်ပဲခြံတကားဝအနာကိုသာထိုး၍ဟောင်းနေတော့သည်ခဏအကြာဘိုကြားလည်းအဟောင်းရက်သွားပြီးတအီးအီးညီးတန်ကြီးဖြင့်ចောင်းဆောင်အောက်သို့တိုးဝေးပြောက်ွယ်သွားတော့သည်ဘိုကြားအပြုတ်မှုတွေကြည့်ပြီးဥဖိုးထောင်လည်းဘလို့မှနားမလည်ဖြစ်မိလိုက်သည်ဒီကောင်ဘာလို့အဟောင်းရက်သွားရလဲနောက်ပြီးဘာကိုတွေ့လို့ဒီလိုတဲကြီးမဲကြီးထိုးဟောင်းနေတာလဲ စဉ်းစားနေတော့အခိုက်သူ့အရှိကရိတ်ခနဲဖြတ်ပြေးသွားတဲ့အရာတစ်ခုကြောင့်ဥဖို့ထောင်ခနာကိုတစ်ခုလုံးတဖြင်းဖြင်းဖြစ်သွားပြီးမိအိမ်ဖြင့်ထိုအရာအားလိုက်လံရှာဖွေကြည့်မိလိုက်သည်။ဟေးဘသူလဲကွာအတမမဖြင့်အော်မေးမိလိုက်သည်။ထိုအခိုက်အိမ်မကြီးတကူသူ့ဤအနောက်ကရက်နေတာကိုလက်ထဲကမိအိမ်အလင်းရောင်ကြောင့်မြင်တွေ့လိုက်ရတော့ဟင်းအဖို့ထောင်လဲအတော်လေးပင်တုံလှောက်ချောက်ရသွားစီသည်ဖျားဖျားငန်းတော့ကဘသူပါလဲ့ နှုတ်ကနေဖရားတနေတဲ့အခိုင်ကပ္ပယကြီးအကွယ်ကွယ်အတန်ကြီးကြောင့်ဥဖိုးထောင်ပါဇက်အဟောင်းသားဖြစ်မိလိုက်ရှိသည်ဖရားဖရားဒါပြန်လုံတော်မူသွားတဲ့ဆရာတော်အတန်ပါလားမဖြစ်နိုင်ဘူးမဖြစ်နိုင်ဘူးကြောက်မိတော့လဲတည်ရင်တဲ့စိတ်ကတိုက်တွန်းနေတာကြောင့်အနောက်ကိုမဝင့်မရဲလှည့်ကျင်းမိလိုက်တော့အမလေး ိတ်မြင်လိုက်ရတဲ့အရာကြီးကြောင့်ဥဖိုးထောင်အနောက်သို့ဖင်ထန်ရဲလဲကျသွားတော့သည်ထိုအရာမှာပိတ်မင်းရှိရှိအကောင်ကြီးဖြစ်ပြီးတကူလုံးထူပိန်းနေအောင်ပေါက်နေတဲ့အမွှေးမြင်တွေကအဝေစားပလာဖြစ်နေတဲ့ခန္ဓာကိုယ်ကိုဖုံးကွယ်ထားပြီးကြီးမားလာတဲ့မျက်လုံးကြီးနှစ်ဖက်ကလည်းရှေ့ကိုတလမလောက်ဆူထွက်နေလေသည် ထိုမြင်ကွင်းကြောင့်ကပိယကြီးဥဖိုးထောင်လည်းငဲတံပါတဲ့အထိအော်လိုက်မိတော့သည်တရေတရေအဲ့ကိုရောစီမသားများတွေရှိရဲ့တဲ့ အလိုတော်မပြစ်မှားမဆိုကောင်းညီဖေကကြားလာတာတော့ခင်ခင်ရဲ့ဟဲ့ဘယ်ကကြားမှာလဲကြောင်းနိုင်စရာတော့ကိုယ်တိုင်ပြောတာမိရွှေစာရဲ့ဖះဖះမိရွှေစာတရားကိုဖះတမိလိုက်သည် ထိုကိုယ်တော်က "तू မအလွန်ကြည်ညိုလေးစားရတဲ့ယဟန်တပဖြစ်သောကြောင့်ကိုနားကိုယ်တော်မယုံသင်ကဖြစ်မိလိုက်သည်"ညီပဲစဉ်းစားကြည့်လေဥပရိယုတ်ချောချောအသက်ကငငယ်ဆိုတော့ဒီတတိယတေဟုတ်သေးကြတယ်ခင်ခင်ပြောသလိုဒီတတိယကအမှန်ဆိုရင် ဒီကိုတော့ကိုစွန့်မလောင်ကြဖို့တရားလုံးကိုတိုက်တွန်းရမှာပဲညီမပြောလဲအကုန်သိပြီးနေကြပြီမိမိဤအကြောင်းကိုတိုးရှိုးပြောဆိုတတ်နေကြမှာအရှင်တော်စာတာခြေလမ်းမြကတော့ရက်တမသွားပဲတလန်းချင်းကြွချီဆုံးခံမိလေတီဆော့ဆော့ကအတင်းပြောဆိုနေတော့အမျိုးသမီးနာရောက်တော့မျက်ရော်လေးချပြီးတပိတ်လေးပိုက်ကဆုံးခံရက်မိလိုက်တီမိရွှေစာတို့အမျိုးသမီးနှစ်ယောက်ကလည်းထိုးစရာတော့နှာခေါင်းရှုံးမိလိုက်လေတီပြီးတော့ရိုသိမ်းမှုကင်းမဲ့စွာဆိုက်ကြည့်လိုက်ပြီးတော့ ရော့ဇိုမာကိုရောကရော့ဇိုမာနောက်လေဒီအိမ်ရှိရက်တော်မမူပါနဲ့ဆွန်လဲမလောင်းနိုင်ပါဘူးဒါရုဒါရုဒါရုအရှင်တောစော့တရဟန်လဲထိုမျိုးသမီးတွေစီကကရော့ဇုံးကိုယူပြီးတခြားအိမ်ကိုလှဲ့လဲဆွန်ခံမိတော့လဲထိုတည်င်းအားရွာထဲပြန့်နှံ့နေတာကြောင့်ဘသူကမှဆွန်လောင်းလူချင်းမရှိကြပါအယုံဆုံးလဲအခုချိန်ထိမဟုံးဝေးရသေးတာကြောင့်ဘိုက်ထဲကအတန်မျိုးစုံမြည်ဟင်းနေတော့သည် ရှာလောင်နေတဲ့ဘိုက်ကိုဖြည့်ဖို့အပင်ရိပ်အနီးနားကရေအိုးစင်ကိုတလန်းချင်းကြွားစီလိုက်မိပြီးရေအိုးတွေကရေကိုအာယုံစွန်းသို့မဟုတ်နေလက်စွန်းမှာအာရအောင်တစ်ခါတည်းဖုံးပစ်လိုက်လေသည်အတန်ကြာအောင်နားခုံပြီးမိမိနေထိုင်တဲ့အကြောင်းစီကို ပြန်၍ကြလာခဲ့တော့သည်ကျောင်းဘဝနာရောက်တော့ကျောင်းနေဆရာတော်ကခါထောက်ပြီးမိမိအားစိုက်ကြည့်နေလေသည်။ကဲကိုတော်ကြီးစိတ်တော့မကောင်းပါဘူး။ကိုတော်တတိနေကတရွာလုံးပြန့်နှံ့နေပြီဆိုတော့ ဒီเจ้าမှာဆက်ထားဖို့မဖြစ်နိုင်တော့ဘူးဒါကြောင့်ကြွားလာတဲ့အရက်ကိုပဲပြန်လဲ၍ကြွားတော်မူပါမိမိအပေါ်မတရားဆွဆွဲပြောဆိုနေတဲ့เจ้าနိုင်စရာတော့အပေါ်အပြစ်လို့မယူပဲအတိတ်ကပြုခဲ့တဲ့ကံအကြောင်းတရားကိုပဲရင်ထဲနှလုံးသွင်းပြီးမိမိရဲ့ဒေတာကိုပြန်လဲကြွားရှိဖို့ပြင်ဆင်လိုက်တော့ဒီเจ้าဝင်းကြီးကနေတရွေ့ရွေ့ထောက်ခါသွားတဲ့အရှင်တော်စောကားကိုကြည့်ပြီးဥဩဒရာเจ้าနိုင်စရာတော်ကအောင်းနိုင်သူအဖြစ်ပြုံးပြုံးကြီးကျင်းရင်ခဲ့ပါတော့သည်ဘလိုကပိယကြီး ယဟန်တပါငါ့ကိုတွေ့ကျင်လို့ရဟုတ်လားတင်မဗျာအဲအဲ့ဒါဆိုလဲငါစီလွတ်လိုက်ကြောင်းနိုင်စေရတော့ဥဥတရအဆိုစကားနဲ့အတူကပိယကြီးဥဖို့ထောင်လဲအပြေးလွာတွားရောက်ပင်ဆောင်လာခဲ့သည်အသက်30ကျော်ယဟန်တပါဖြစ်ဟန်တူသည်ဝါဝင်းနုနယ်လာတဲ့အသားရေတင်းငယ်အေးချမ်းလာတဲ့မျက်နှာနဲ့လွန်စွာကြက်တရေရှိလာသည်ဥဥတရလဲထိုယဟန်အကဲဟက်ကြည့်လိုက်မိပြီးကိုရောကဘယ်ရက်ဒေတာကကြွရှိလာပါသလဲဗျာ တင်မဖျားတပည့်တော်တာစီကုံကြေးရွာကလေးစီကနေကြွရှိလာပြီးဒီဝရင်းသုံးလအတွက်အခုเจ้าမှာပဲတရင်တုံးနေထိုင်ဖို့ခွင့်ပြုပေးဖို့ရှောက်ရှင်ပါတယ်ဗျာอืมဒီကိစ္စကလည်းငါအနေနဲ့ခွင့်မပြုဘူးကလည်းမဖြစ်ဒီကိုတော့ကြည်ရတာရိုးရိုးအေးလေးပါပဲသုံးလအထက်ဒီเจ้าမှာကြာကြာနေမဲ့ပုံလည်းမပေါ်ပါဘူးခွင့်ပြုလိုက်တာကောင်းမယ်ထင်ပါတယ်ဥဥဒရလည်းထိုးထိုးတွေးလိုက်မိပြီးဟမ်မဘက်ပြောင်းလိုက်မိသည် ခွင့်မပြုစရာဘာကြောင့်မှမရှိပါဘူးခင်မိပါရယ်ကွယ်ခွင့်ပြုပါရယ်ဒါနဲ့ကိုတော့ဘွဲအမိကပါရယ်လေတပည့်တော်ဘွဲနာမည်ကတော့ဦးဥဒရာတဲ့တင်မဗျာတပည့်တော်နာမည်ကရှင်သောသောတပါဗျာအိမ်ကွယ်မှတ်သားပါရယ်ကဲကဲကပိယကြီးရေဒီကိုတော်လေးအတွက်နေရထိုင်ခင်းလေးလှုပ်ပေးလိုက်စမ်းပါဦးတင်မဗျာတင်မဗျာဘိုးတော်လည်းပြောပြောဆိုဆိုနဲ့ထိုနေရာကနေထောက်သွားပြီးအရှင်သောသောတအတွက် နေထိုင်အဟင်းအေးကိုအမြန်ပြုတ်လောက်လိုက်ပြီးတော့ဒီကြည်စမ်းမအောင်တော်ရဲ့ကြည်စမ်းမအောင်အကူတော်လေးကိုကြည်ရတာအရန်ကြည်ညိုဖို့ကောင်းလိုက်တာရှင်ဘယ်ရှင်ကြီးကြီးတရားဓမ္မအားထုတ်နေတာပဲနော်အေးဟုတ်ပါ၏မျက်နှာတော်ကလည်းလောဘဒေါသမောဟအပူတွေမရှိအောင်အရန်ကင်းစင်လိုက်တာအေးအကူတော်ကြည်ပြီးရှင်နဲ့အေးချမ်းလိုက်ပါပြီတနေ့ထက်တနေ့မယိုးအောင်ချီကျူးကြံတွေကဥဥဒ္ဒရနားထဲမှာလွန်စွာခတ်တိနေတော်သည် ကြည်စမ်းကြည်စမ်းဘလို့တကတကမတော့ငါတပားလုံးရှိနေတာတော့တတိထားမိကြရဲ့လားဦးဥဒရရင်ထဲမှာအပူမီးတောက်ကြီးကတော့ငိတ်တက်မသွားပဲတနေ့ထက်တနေ့ပုံရွက်များလာနေခြင်းဖြစ်သည် နောက်တနေ့မနက်ခင်းစောကြီးဦးဥဒရသည်ရှင်တောသောတာကိုတော့အာမဆောင်တော့ပဲတဘာတဲ့ဆုံးငယ်ကြွတော်မူလာလေသည်အရက်သူအရက်သားတွေကလည်းထိုကိုယ်တော်အာမမြင်လိုက်ရတဖြင့်စိတ်ဝင်မိကြသည်ရှင်ဖျားဟိုကိုယ်တော်လေးကြွမလာဘူးလားဖျားနင်းမြတ်မကောင်းလို့လား ဒီလိုပြောနေတာကငါ့ရင်နဲ့လှန်ထိုးနဲ့ခံရတယ်လို့ပဲနင်ကခက်လိုက်တာဒီသင်္ကန်းကြီးကိုဝှထားလို့ဒါပေါ့ရရရတိုင်းတီးခတ်နေရတာဘယ်လိုက်လာပါမလဲပြင်းကြောထူနေတာလေခုချိန်ဒီအဲ့ရကမထသေးဘူးသူ့ကိုယ်သူចောင်းမိုင်ဖုန်ကြီးတိုင်းမယ်အခွင့်ရေးတော်တော်ယူရကိုတော့ပါပလီဆယ်ပြီးပြောလိုက်ရလေဒီအော်အရှင်ဖျားကလည်းအကူတော်လေးကနင်းညံမပြတ်တရားဓမ္မအားထုတ်နေတော့ပြင်းမှန်းရှာလို့ဖြစ်မှာပါဗျာ မလေးနော်ဒီလောက်မကောင်းပြောနေတာတောင်ဒီဒကမတွေကအဖြစ်ကိုတဲနေလိုက်တာကြည်စမ်းမအောင်ရင်းနေမရှိတဲ့ရည်ဖြစ်နေတော့သည်အရှင်ဖျားအကူတော်လေးအတွက်ဒီစွန့်ချိုင်လေးလောင်းလို့ပြရစီဖျားယူသွားပေးပါအောင်ဖျားအမေရာရာဆဆငါကူများသူ့အခိုင်းစီများမှတ်နေသလားမယူလိုက်ပြင်လဲဒီဖုန်းကြီးကစိတ်ပုတ်တယ်ဆိုပြီးရက်ထဲခဲ့ရကြအောင်မယ် နောက်ဆုံးမထူးတဲ့အစုံဒကမတူဦးလှမ်းပေးတဲ့ဆွန်ကြိုင်ကိုမြို့ချင်းမမက်လဲယူဆောင်လာပြီးလမ်းဆောင်တနေရာရောက်တော့လမ်းမပေါ်ဆွန်ချက်ပြစ်လိုက်လေသည်ဒီလိုအဖြစ်တွေနဲ့ခဏခဏကြုံတွေ့ရတိုင်းညစဉ်ညတိုင်းဥဩဒရာလုံးဝအိပ်ဝင်မပြောတော့ချေအင်းဒီပုံစံအတိုင်းနဲ့ဆက်သွားရင်ငါဒီเจ้าကြီးကိုဆွန်လို့လိုက်ရလိမ့်မယ်မဖြစ်ဘူးမဖြစ်ဘူးငါတခုခုကိုကြမ်းမှဖြစ်မယ်ဒီလိုပဲနောက်နေ့ရက်တွေလဲခါတိုင်းလိုတပားတဲ့လောဘကြီးစွာ ဆုံးခံကြွာလာလေသည် ထုံးစံအတိုင်းလိုက်ပါမလာတဲ့ကိုတော်လေးကိုတကတကမတွေကမေးမြန်းကြတော့သည်သူ့ဝင်နေရောက်ပြီဆိုတော့ကြိုတင်ကြံစီထားတဲ့အတိုင်းပြောဆိုလိုက်လေသည်တကတကမကြီးတို့သတင်းမကြမိသေးဘူးထင်နေကျောင်းနိုင်ဆရာတော်ရဲ့ထူးထူးခြားခြားစကားကြောင့်ရက်သူရက်သားတချို့လဲစိတ်ဝင်တစားဖြစ်မိကြလေသည်ဘာသတင်းလဲဖျားဘာသတင်းဖြစ်ရမှာလဲအဲ့ဒီကိုတော်ကယဟန်အတူတဲ့ဟဲ့သူ့မှာမရနဲ့သားသမီးတွေရှိတယ် အခုလဲဒီចောင်းကြီးကိုပိုင်ဆိုင်မှုတကယ်တမားတို့ကိုယုံသွင်းနေတာဖះဖះဒီသတင်းကဟုတ်ရောဟုတ်ပါမလားဖះဟဲ့ငါကလိန်ညာပြီးပြောစရာလားဒီသတင်းကငါအတိကျရထားတာဒီတော့မှကျောင်းနိုင်ဆရာတော်စကားကိုအတီတကြယုံကြည်သွားကြလေတော့ဒီထိုနေ့မှစ၍အရှင်သောသဒ္ဒအတွက်နေရာမရှိတော့သဖြင့်ထိုကြောင့်အားအပိတန်ကျိုးဟိုင်းဆုံးဟွာသွားလေတော့ဒီအခုတော့ဗတ်တက်နိုင်သေးလဲအရှင်သောသဒ္ဒဒီဘွဲမှာတင်ရှုံးသွားပြီ အခုတော့သွားရှာလေးပေါ့စိတ်ထဲကြိတ်ရပြုံးပြုံးကြီးဖြင့်ရေလိုက်မိတော့ဒီအမလေးအာနားလိုက်တာတေးပါပြီအစားမွှားလေးချင်းကြောင့်လာတော့မသိတိတိတတထိုးပြီးအောင့်လာတဲ့ဝမ်းပိုက်ကြောင့်ဥဩဒရာအလူးလဲခံနေရလေသည်မဖြစ်ဘူးမဖြစ်ဘူးငါတေးလို့မဖြစ်ဘူးအာ တင်မတက်ခန်းစားနေရတဲ့ကြားကဥပုပ်တရာကုံယုံထပြီးကပိယကြီးဥဖို့တောင်အိဆောင်စီတို့သွားဖို့စူးစမ်းမိလိုက်တော့လေလေယောဂါကစိတ်တော်တိုင်းကိုမပါတော့ကြေထလုကအစင်မပြေတာနဲ့ကပိယကြီးဟုတိုးတိစွာ အော်၍ခေါ်လိုက်မိလေသည်အတန်ကတိုးလွန်သဖြင့်ကပိယကြီးကြားမဲ့ပုံမပေါ်ဒါငါရဲ့မိုက်ပြစ်တွေပါဒီလောက်ခန်းထားတဲ့ကျောင်းဆောင်ကြီးရှိနေတာတော့လိမ္မာရေးရရှိရဲ့ကပိယကြီးကိုတော့ခေါ်မသိခဲ့တဲ့ငါအခုတော့ဒုက္ခကြီးကြီးတွေ့နေရပါရောလား အမလေးတေးရတော့မယ်ထင်ပါရဲ့လီယောဟာကမတက်တာတဲ့အပြင်ပို့ပြီးဆိုးရွားလာတော့သည်ခဏအကြာဥဒရတပါးတဲ့ညီယူတဲ့နေလဲငြိမ်သက်သွားတော့သည်ဟမ်ငါငါဘယ်နေရာရောက်နေတာလဲငါကြောင်းမှာပဲနှစ်နှစ်ချက်ချက်အိပ်ဖြော်သွားခဲ့တာမဟုတ်ဘူးလားအခုဘလို့လောက်လမ်းမေးရောက်နေရလဲပဝင်းညင်ကိုတစ်ချက်အ깨ခတ်ကြည့်မိလိုက်သည်ပုံမှန်မဟုတ်တာတော့အချိန်နေတစ်ခုရောက်နေတယ်ဆိုတာတေချာသွားသည် အမလေးငါငါခန္ဓာကိုယ်မှာဘာတွေပေါက်နေရလဲမြင်တွေ့နေရတဲ့ဒီကိုယ်လုံးကအမွှေးမြင်နေကြဥဥဒရလွန်စွာထိတ်လန့်မိသွားလိမ့်သည်ကြီးမားလောက်တဲ့ဝမ်းမကြီးကိုလွှဲထားရတဲ့လောက်ပိန်လီနေတဲ့ခန္ဓာကိုယ်နဲ့မလိုက်ဖက်ပြီပြီးတော့မျက်နှာကိုလည်းတေချာဆန်းကြီးတော့မျိုးလုံးနှစ်ဖက်ကလက်သီးတဆုပ်စာလောက်ရှိသည်ပဇက်ပေါက်ကနေရွက်နာထီရောက်နေလေပြီးအကြီးတန်ရုပ်ဆိုးနေလေသည်ဖျားဖျားငါခန္ဓာကိုယ်ကြီးကဘာတွေဘလို့ဖြစ်ကုန်ပါလဲ ခေါင်းမော်ကနေတပုတ်ပုတ်ကျလာတဲ့အကောင်ကြီးကြောင့်ဥဟုတ်ရမျက်လုံးပြူးသွားတဲ့ဖြင့်လောက်ဖြင့်ဥကောင်းအားအသာဆန်းကြည့်လိုက်တော့အမလေးလောက်တီလောက်တွေလက်ထဲကပါလာတဲ့လောက်တွေကြောင့်အထိတ်တလန့်အော်မိလိုက်လေသည်ငါငါတည်သွားတော့တည်ကြပြီအခွင့်ရောက်နေတဲ့ပုံကငါကြားဖို့ဖတ်ဖို့တဲ့ပြိတာပုံများလားဖျားဖျားငါငါဖြစ်ကတယ်လဲဆူလာကြည်လားကိုဘဝရဲ့အဖြစ်ပြက်တွေတည်ရတော့ အားရပါရငိုချင်းချမိလိုက်ดิဟဲ့တင်နာကောင်ဒီနားလာမငိုနဲ့ဝေးဝေးသွားတက်တည်ရုပ်တယ်အပင်မော်ကရုပ်ဆိုးဆိုးမိမကြီးရဲ့အောင်းငေါလိုက်တဲ့စကားကြောင့်ဥဟုတ်တရလည်းအငိုရက်ကထိုနေရာကနေအမြန်ထွက်သွားလိုက်လေသည်အတန်ကြအောင်လမ်းလျှောက်ပြီးဘိုက်ကတိတိတသာဆာလောင်နေတာကြောင့်အတန်မျိုးစုံမီတီးနေသည်ဝမ်းစာဖြည့်ဖို့အစားအစာများကိုလိုက်လံရှောက်ဝေးရပြန်သည်လမ်းမှာသူ့လိုဘဝတူတွေတော်တော်များများလေးတွေ့မြင်ရသည် တချို့ဆိုလူတွေရဲ့အညစ်အကြေးတွေကိုအလို့ရစားတောင်းနေကြတာမြင်မိပြီးဥပဒရာနှာခေါင်းရှုပ်လိုက်မိသည်ထွီးယွန်းစရာကောင်းလိုက်တာဒါတွေတော့ငါမစားနိုင်ပါဘူးထိုရကိုမြင်တော့ဥပဒရာဩဂလီဆန်သွားမိသည်ကြောင်းနိုင်ဘဝကလေးကဟင်းကြီးများခဲ့တာဥပဒရာအခုတော့မြင်တွေ့နေရတဲ့အရာတွေကိုနှာခေါင်းရှုပ်နေမိတော့သည်ဟာဟိုမှာငါတကမကြီးခင်ခင်ပါလားငါခေါ်ပြီးအကူကြီးတောင်းကြည့်အောင်မတကမကြီးတကမကြီးခင်ခင် ဥဒရာအော်ဒန်ကိုခင်ခင်တယောက်မကြားနိုင်ပေထိုအချိန်သူသားဖြစ်သူဆော့ကစားနေတဲ့နေရာသို့ခင်ခင်ရောက်လာပြီးသူ့ကလေးအားပွေ့ရှိဖို့ဟန်ပြင်လိုက်သည် အမလေးဟဲ့ဒီလောက်ညစ်ပတ်နေအောင်ဆော့ရသလားနှစ်ချီးတွေကတွဲလောင်းနေလူမြင်လို့တော့မကောင်းဘူးတကယ်တည်းပဲခင်ခင်ကပြောပြောဆိုဆိုနဲ့သူ့ကလေးရဲ့နှစ်ချီးအားလက်ဖြင့်ညှစ်ပြီးပတ်ခနဲ့သူ့ဝင်းနှပြချလိုက်သည် ်ထိုအရာမြင်တော့ဥဥဒရဘလို့မှဟန်မဆောင်နိုင်တော့ပဲဆော့ဆော့ကပြစ်ချထားတဲ့နှစ်ချီရည်ဒီကောက်ယူစားဖို့ဟန်ပြင်လိုက်တဲ့အချိန်ဘယ်ချိန်ကလေးကချောင်းနေလဲမသိအကောင်ကြီးတကောင်ရောက်လာပြီးအလင်းအမြန်ထိုနှစ်ချီဘက်ရည်အားရှေလျားတဲ့ရှာကြီးဖြင့်ရက်လိုက်လေသည် ကောင်းလိုက်တဲ့အရာသာထိုအရာကိုမြင်ပြီးတော့ဥဥဒရအလွန်ဒေါသထွက်သွားတယ်ငါတကမငါ့ကိုကြွေးတာကွမင်းကလူစားတယ်ဗောကဲကွာတေးစမ်း နှစ်ချက်လောက်သူ့လက်ပိမိဖြစ်အလင်းအမြန်ပြစ်ထိုးလိုက်သည်အမေမင်းကများငါအတောက်ထိတယ်ဗောဟလာငါဘာကောင်လဲဆိုတာမင်းကိုပြမယ်ထိုးကောင်ကြီးကလည်းဒေါသပုံထားလိုက်ပြီးသူ့တပည့်တွေကိုလှမ်းခေါ်လိုက်သည်ငါကောင်ဒီဒီကောင်ပညာပြရလိုက်ဆန်းအမေဘေးဗန်နဲ့အတူအပင်ပေါ်ကဇောက်တို့ကြီးဆင်းလာတဲ့ခောက်ဝဝပိတ်တာလေးကောင်ထွက်လာပြီးဥဥဒရာအားဝိုင်းဝန်းတိုက်ခိုက်လိုက်ကြတော့သည်အမလီတေးပါပြီဗျာနောက်ဒါမျိုးမလုပ်တော့ပါဘူးလှုပ်ပေးကြပါ ယူးတွေလည်းကြေကုန်ပါပြီကဲကဲတော်လောက်ပြီငါကောင်းနေပြန်လိုက်ကြတော့မင်းလည်းနောက်တစ်ခါဒီနေရာကိုမလာနဲ့ထပ်တွင်တိမ်မပြင်းထားအင်အားချင်းမမြွေဥဥဒရာလည်းဒဏ်ရာများစွာရလာကရှေ့ဦးတဲ့ရအစားအစာရှာဖွေနေရတော့ဒီဟဲရေဦးစင်လေးတစ်လုံးပါလားပိုက်စာနေရနဲ့တော့ပဲဝမ်းသာစွာပြေးလိုက်မိသည်ဟေးရုံညံ့နဲ့ပိတ်တာဒီအိုးမထိနဲ့ဟဲ့ဘယ်ဘသူလဲငါ့ကိုဟန်သားတာ အရာအလုံးကိုကြောက်မိနေတော့လဲမန်ပါပါဖြစ်ရင်ပြန်မေးလိုက်ဒီအလိုငါ့ကိုများပမာမခန့်နဲ့ငါဒီဘင်မောကရုပ်ကစိုးပဲဘွားကနေပေါ်လာတဲ့အဖိုးတယောက်ကြောင့်ဥဥဒရလည်းကြောက်မိသွားလေသည်ကျကျွန်တော်ရေလေးတစ်ပောက်တော့တောက်ဝင်ပြူပါအပါအလိုတဲလဲမိုင်လုံးကြီးတဲ့ပိတ်တာပါလားဒီရေကတင်းနဲ့ထိုက်တန်တဲ့ရေမဟုတ်ဘူးတင်းသွားပါတော့ဒါပေမဲ့တခုတော့တတိပေးလိုက်မယ် သင်ဒီဘဝဆိုးကကျွတ်ရှင်ရင်တော့သင်ပြမမိခဲ့တဲ့ယဟန်သူတော်လေးကိုရှာဖွေပြီးအမြအတန်းရမှဒီဘဝကနေကျွတ်လွတ်လိမ့်မယ်။ကဲဒီနေရာကနေထွက်သွားပြီးအကျင့်တီလာနဲ့ပြေဆုံးတဲ့အဲ့ဒီယဟန်လေးကိုသာရှာဖွေပါတော့။ထို့တို့ပြောပြီးအဖိုးအော်လည်းပြောက်ွယ်သွားတော့တယ်။တီလာသမားကြီးရှိတဲ့ယဟန်ကို ပြမဆော်ကမိခဲ့တဲ့ငါအခုတော့ဘဝကတဲလဲအကြည့်တန်းလာပါလား။ဒီဘဝကလူမြောက်ဖို့အဲ့ဒီကိုယ်တော်လေးကိုရှာဖွေရမှာပဲ။ လောလောဆယ်ဘိုက်ကလည်းအတော်လေးရှားလောင်နေသည်မို့အစားအစာရဖို့သာမဲတင်းနေတော့သည်ညနေပိုင်းတို့သာရောက်သွားသည်အခုချိန်ထိဘာမှမစားရသည်အစားရမယ့်နေရာကိုမှန်း၍လျှောက်လာခဲ့သည်မိမိကြောင်းနာပြန်ရောက်လာတော့မျက်ရည်တွေလည်းစီး၍ကျလာပြန်သည်အော်ငါကြောင်းလေးတော်ပြန်ရောက်နေပါလားဘာပဲဖြစ်ဖြစ်ကပိယကြီးစီအခုညတောင်းရမှာပဲအသွေးတွေဖြင့်ခြံတကားနာရှိကလာခဲ့သည်ဟေ့ရဆန်းဟင်းငနဲ့ထုတ်ပေါ်လာတဲ့အတန်ရှင်ကြောင်း ဝုဒရခြေလမ်းများတုံးဆုပ်သွားလေသည်အတန်ကြာရာလှည့်ကြည့်တော့အယောင်တဝင်းဝင်းတောက်ပြောင်နေပြီးရတနာတစားဆင်မြန်းထားတဲ့ကျောင်းဆောင်နဲ့သားတပါဖြစ်ဟန်တူသည်အတိမတူလဲကြောက်ဘဘလို့ဟန်သားတာလဲဝုဒရလည်းကြောက်ကြောက်နဲ့ပြမေးလိုက်မိသည်ငါကဒီကျောင်းရဲ့တကားဆောင်နဲ့ပဲငါအမိမ့်မေးရပဲဘသူမှဝင်ဝင်မရှိဘူးဟဲ့ကျုပ်ကတချိန်ကဒီကျောင်းရဲ့ကျောင်းနိုင်စီရတော့ပါ သူတော်ကောင်းကိုပြမမိတဲ့ကံဒီကြောင့်အခုလိုဘဝမျိုးဖြစ်ခဲ့ရတာပဲကျုပ်ကိုဒီတစ်ချိန်လောက်ဝင်းဝင်းပြုတ်ပေးပါဦးဥဒ္ဒရာစကားကိုခြံတကားဆောင်တဲ့ခဏစဉ်းစားလိုက်သည်အိတစ်ချိန်ကတင်ရကျုပ်တို့အပေါ်မေတ္တာဖို့အမျှပေးဝေခဲ့တဲ့ဂျေဇူးကိုထောက်ပြီးဒီတစ်ချိန်လောက်တော့ခွင့်ပြုပေးလိုက်ပါမယ်ခြံတကားဆောင်တဲ့စကားတန်ကြရတော့ ဥဒရာလွန်စွာပြုတ်သွားပြီးကျေးဇူးရှင်တစ်စကားကိုထုံနသားအအချင်းချင်းပြောဆိုမိလိုက်ပြီးကျောင်းဝင်းအတွင်ဝင်လိုက်မိတော့ဒီသူ့ကိုမြင်တော့ခွေးတော်အောင်ထိုး၍ဟောင်းနေတော့ဒီဟဲ့ဘူကြာငါပါဟသူ့ပုံတတန်းကိုမှမမိလေချင်းအလားမသိဘူကြာကတော့ထိုး၍ဟောင်းနေစေပင်ထိုးအချင်းကျောင်းတကားဖွင့်လိုက်တဲ့အတန်ကြောင့်ဥဒ္ဓရာလည်းအပင်နှောင်းကိုပုံးချုပ်ပြီးနေလိုက်ပြီးမိငငယ်နဲ့အတူဆင်းလာတဲ့လူတယောက်ကိုပဲအမောင်ရဲ့ကြားကနေမျက်ရှိမပြတ်ကြည့်မိလိုက်သည်ဟဲ့ ပိယကြီးဖိုးထောင်မှာလားဦးဥဒရာလည်းကပိယကြီးဥဖိုးထောင်ကိုတွေ့ရတော့လွန်စွာဝမ်းသာသွားသည်အင်းငါဒီတိုင်းတွေ့လို့အဆင်မပြေဘူးရုတ်တရက်ငေါ့မြင်သူလက်မီးပြေးသွားလိမ့်မယ်ငါဘာဆက်လို့ရင်ကောင်းမလဲဘိုးကြားကတော့သူရှိတဲ့နေရာကိုထိုး၍ဟောင်ပြနေတာကိုကပိယကြီးရိတ်စားမိမဲ့ပုံမပေါ်မိအိမ်အားဝှေ့ရမ်းနေတော့သည်အင်းဒါအခွင့်ရေးပဲဆိုပြီးထိုးဟောင်နေတဲ့ဘိုးကြားနာပြေးပြီးခြောက်လန့်လိုက်လေသည် ပူကြလဲဥဥဒရာလျှောက်လန်းမှုကြောင့်ကြောက်ကြောက်လန့်လန့်ဖြင့်တအီအီညီးပေးចောင်းသာအောက်ထက်ကိုတိုးဝဲ၍သွားလီတော့သည်ဥဥဒရာလည်းနောက်ကြောဘက်ရက်မိလိုက်ပြီးအတန်ပေးလိုက်မိသည်ကပိယကြီးဥဥဒရာခေါ်လိုက်တဲ့အတန်ကြရတော့ကပိယကြီးဖိုးတော်လည်းအတော်ကြောက်နေပုံရသည်နောက်လဲလက်ကြည့်တော့ကပိယလည်းသူ့ကိုမြင်သွားပြီးကြောက်အလန့်နဲ့မြေပေါ်ဖင်ထိုင်လဲကျသွားကငဲတက်မအောင်អော်လိုက်ပြီးတော့ဒီအာတေးတေးငါပါဟဲ့ မကြောက်နဲ့ကပ္ပီယာကြီးအခုဒကာကြီးစီကအကူကြီးတောင်းရင်လို့ရောက်လာတာအဲ့တော့မှဥဖို့ထောင်အကြောက်ပြေသွားလေတော့ဒီဆရာတော်ဖေဟာဘလို့အာကုတော်ကံနေကြောင်းအခုလိုမရှုမလဘွားမျိုးရောက်ခဲ့ရပါတယ်ဖေဟာဘုရားလည်းမျက်ရည်တွေကျလာပြီးသူပြမမိခဲ့တဲ့အကြောင်းအားအဆအဆုံးပြောပြချေတော့ဒီအဆရာတော်ကိုတာစီကုန်းကြေးရွာလေးမှာရှာဖွေပြီးဒီကိုပြန်ဆောင်လာခဲ့ပြီပါ ဆရာတော်ကြောက်မလာမီတရားလုံးကအထင်လဲမှုတွေကိုတကကြီးကရှင်းပြပေးပြီးငါအတွက်ရေးစချက်ကုသလုပ်ပေးပါဦးဥဒရာလည်းထို့သူပြောဆိုပြီးကဗိယကြီးဦးဖိုးထောင်အားနှုတ်ဆက်ကအမောင်ရိတ်တွေကြားတဲ့တိုးဝေပြောက်ဝဲသွားတော့သည်မနေ့ရောက်တော့ကဗိယကြီးဦးဖိုးထောင်လည်းကျောင်းနိုင်ဆရာတော်မှကြားသည့်အတိုင်းရွာသူကြီးဥပကောင်အားအရင်အကျိုးကြောင့်ပြောပြခဲ့သည်ရတကြီးဥပကောင်လည်းထိုးဆရာတော်အားရှာဖွေဖို့ကပိယကြီးဥဖိုးထောင်နဲ့တကွာကာလာသား၃ယောက်ဖြင့် ကာစီကုံကျေးရွာလေးစီဆေးလို့လိုက်လီတော့ဒီကပိယကြီးတို့အဖွဲထွက်သွားမှတကြီးဥပကောင်းလဲရွာတို့ရွာသားများကိုမောင်းထုတ်ခေါ်ပြီးចောင်းနိုင်စီရော်ရဲ့အဖြစ်အကြောင်းကိုအကျိုးအကြောင်းပြောဆိုခဲ့လီတော့ဒီအဲ့တော့မှရွာတို့ရွာသားတွေလည်းထိတ်လန့်ကုန်ကြသည်ဖះဖះငါတို့တွေလည်းចောင်းနိုင်စီရော်စကားကိုယုံမိပြီးအဲ့ဒီကိုတော်လေးပေါ့ဝစီကန်နေနဲ့ပြမပြောဆိုမိခဲ့ကြတယ်မဟုတ်ဘူးလားအေးဟဲမတိလို့ပြမမိခဲ့ကြတာပဲဆရာတော်ကခွင့်လို့ပေးမှာပါ သူ့ရွာကိုဆရာတော်ကစိတ်နာပြီးမလိုက်လိုက်ရင်ဒုက္ခပါပဲတော့တယောက်တစ်ပါးပြောဆိုတဲ့နေဖြင့်တကြီးအိမ်တွင်ဆူညံပေါ်လို့ရိုက်နေတော့သည်တရွာလုံးကလည်းမိမိတို့အမအားဝင်းချတောင်းမမို့ဆောင်ရွက်နေကြလေသည်ညနေဆောင်ရောက်တော့ကပိယကြီးဦးဟိုးထောင်တို့အဖွဲ့နောက်ကဆရာတော်ကြွရှိလာတော့အားလုံးကဝမ်းသာပီးသည့်ဖြစ်မိနေတော့သည်ငပြောသည်အုံသည့်ဖြင့်ကတော်ဘွဲကြီးသုံးဘွဲပြုလောက်ကအရှင်တောစောထဆရာတော်အားဝင်းချတောင်းမှန်ကြကုန်တော့သည် မြစ်တာတရားကြီးမလာတဲ့ဆရာတော်ကလည်းအားလုံးအပေါ်ခွင့်လွန်နားလည်ပေးပြီးမကျွတ်မလွတ်သေးတဲ့ကျောင်းနိုင်ဆရာတော်အားရာတူရာသားတွေနဲ့အတူရေဆက်ချအမြတ်ပွေးဝေလိုက်တော်သည်အားလုံးကြကြသမျှအမြအမြအမြယူတော်မူကြပါကုန်တော့တာတုတာတုတာတုရာတူရာသားတွေရဲ့မနီမဝေးအနောက်ဘက်ကဥဟုတ်တရရဲ့တာတုခေါ်တန်ကြီးကတော့ရင်ဖော်လိုက်မောစွာဖြင့်ကြားလိုက်ရတော့ပါသည် ဤတွင်စာရေးသူအလင်းရောင်ရဲ့ပြမမိလီသောကံဆိုတဲ့ဝတ္ထုတူလေးဟာပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။လိုအပ်ချက်များကိုလည်းအကြံပေးဆွေးနွေးပေးလို့ရပါတယ်ရှင်။နားဆင်ပေးသူများအားရောသမမွေ channel လေးမှာကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင်။